နေရကိုနေတဲ့မြို့မှာတနေ့လုံးမိုးဖွဖွဲလေးရွာနေရဆိုတဲ့ခါကျတော့ဖထုတ်ပူပူလေးစားခြင်းစရာကောင်းနေရသည်ဥလူဖြစ်နေရယ်။ဘယ်တော့ဖထုတ်မှာတော့မဟုတ်ပါဘူး။ဘယ်ဟာမဆိုစားခြင်းစရာကောင်းနေရသည်ဥလူဖြစ်နေရယ်။အခုဒီဗီဒီယိုကဖထုတ်စားမဲ့ဗီဒီယိုပေါ့နော်။ဘာမှလူလူတော့မဟုတ်ဘူး။စိတ်ဝင်စားဆိုလို့ရှိရင်တော့ဆက်ကြည့်လိုက်ကြပါဦးနော်။ငယ်တန်းတော့အဲ့လိုမျိုးဖထုတ်ကြော်တို့ဖထုတ်ပေါင်းတို့ပါလို့ဆိုလို့ရှိရင်ဆိုင်ရဝယ်စားတာအကောင်းဆုံးပဲ။ဒါပေမဲ့ခုနကတော့ပြောသလိုပဲတနေ့လုံးမိုးရွာနေတဲ့ခါကျတော့အပြင်ထွက်ခြင်းစိတ်မရှိဘူး။မရှိတဲ့ခါကျတော့စင်သွင်းဝယ်ထားတာရှိတယ်။အေးခဲထားတဲ့ဖထုတ်ကိုပူပူလေးဖြစ်အောင်နှွေးပြီးတော့စားမယ်လို့စိတ်ကူးထားရပါတော့။အခုတလောက တော့ကိုရီးယားလာတဲ့ဒီဖတ်ထုတ်ကိုစားဖို့အတွက်ဓာတ်ကြနေကြ යි ဘလို့ပြောရင်ကောင်းပါလေဗန်ဖတ်ထုတ်လေးကနည်းနည်းသေးတယ်လို့ခံစားရတယ်ကိုရီးယားရဲ့ဒီဒစိမ့်ဒီဖတ်ထုတ်ကကြတော့ကြီးရယ်ဆိုတဲ့ခါကြတော့စားရတာအားရပါရရှိတယ်လို့ခံစားရတယ်အဲကြောင့်လို့ဒီနေ့ကဒီဖတ်ထုတ်ကိုမှကိုယ့်အသက်ကိုပြန်ပြီးတော့နှွေးပြီးတော့စားမယ်လို့စိတ်ဝင်ရပါတော့ဖတ်ထုတ်ကိုမှကိုယ့်စီမှာနှစ်မျိုးရှိတယ်ဘာငကြီးကြတဲ့ခါကြတော့မျိုးစားစုံလေးရှိရပါတော့မျိုးစားစုံလေးဆိုတာရောင်းနေတာပေါ့လေဒီဟာကကြတော့အသားရယ်အသီးအနံတွေရယ်နဲ့လှုပ်ထားတဲ့ဟာပေါ့နော်ဘလို့ပြောရင်ကောင်းပါလေတီးစုံဖတ်ထုတ်လေး ရိုးစာကကြတော့အသားရည်ကင်ချီရည်နဲ့လှုပ်ထားတဲ့ဖက်တော့ဗောနော်ဒီနှစ်ခုကိုရိုးဆက်ပြီးတော့စားမယ်လို့စိတ်ကူးထားတယ်ဗောနော်ပြီးတော့နောက်တစ်ခုကကြတော့ဒီဥစာရည်ကိုရီးယားကားရည်ထဲမှာပါနေကြအဲ့ဒါဘာခေါ်တာလဲမသိဘူးအဲ့ဟာကြီးထထုတ်ရဲ့ site ကမြင်ရတဲ့အတိုင်းပဲကြီးရဲ့ကြီးရဲ့ခါကျတော့အစားရတာပို့ပြီးတော့အားရပါးရရှိရလို့ခံစားရတယ်ပေါ့နော်ရုပ်စာလေးကတော့ kimchi ဖတ်ထုတ်လေးပဲဖြစ်ပါတယ်ဖတ်ထုတ်လေးတွေကိုဒီလိုပုံစံတိုင်းထည့်ပြီးသွားရင်ဆိုလို့ရှိရင်သူ့ရည်လေးနည်းနည်းထည့်ပါမယ် ရေလေးနည်းနည်းထည့်ပြီးတဲ့အချိန်မှာအဖုံးအုပ်ပြီးတော့9မိနစ်လောက်စောင့်အောင်ပေါ့ကောနော်ဖထုတ်လှုပ်ထားတဲ့အတော်အတွင်းမှာအားနေတဲ့ခါကျတော့အချိန်နဲ့လာဟတ်တမဖြစ်အောင်လို့ဒီဥစ္စာလေးကိုကြော်လိုက်ပါအောင်ပဲဒီနေ့ကိုရီးယားတွေရမ်းစမ်းနေပါတယ်ဆောင်မှာဒီဥစ္စာကိုအပြားပပလေးပဲထင်တယ်ကောတော်တော်တော့ထူသေးတယ်ဒီအပြားလေးကိုကြော်လိုက်ပါဦးမယ် နည်းနည်းရုပ်စာလေးကတော့နာမည်မသိတဲ့အကျော်လေးပဲဖြစ်ပါတယ်ရုပ်စာလေးတွေနဲ့စားဖို့အတွက်က night phone အောင်လို့အေးတော့လေးလိုသေးတယ်အေးတော့အတွက်ကနှစ်ဟောက်တော့နှင်းတောင်ကိုတွားတော့ဝင်သေးတဲ့ဝိုင်လေးပဲဖြစ်ပါတယ်ဒီဟာလေးကသပြည့်သည့်အရသာလေးနဲ့သပြည့်သည့်အနံ့လေးနဲ့ကောင်းပါတယ်ကလေးတောင်းတဲ့ဖြော်ရည်လိုပါပဲဒီကနေ့တော့ကလေးတော့မတော့ရအောင်ကိုရုပ်စာလေးကိုစပြီးတော့စားလိုက်ပါအောင်မယ်ဟုတ်ကောင်းပါရဲ့ အောက်ပိုင်းလေးကကျွတ်နေပြီးတော့အပေါ်ပိုင်းလေးကနုညံ့ညံ့လေးဖြစ်နေပါတယ်စားလိုက်ပါဦးမယ်음ဒုစားကြတော့အသားရဲ့အသီးအနှံရဲ့ပါတဲ့ဖတ်ထုတ်ဆိုတဲ့ခါကြတော့အတွင်းထဲမှာဘာမှမသိရဲ့အသီးအနှံလေးတွေရဲ့ပြီးလို့ရှိရင်ကြာစံပက်လေးတွေရဲ့ပါပါတယ်ဒုစားလေးကတော့ကင်မချီနဲ့အသားနဲ့ဟာပဲဖြစ်ပါတယ်ကင်ချီနဲ့အသားဆိုပေမဲ့ကင်ချီဘက်ကြီးရောမပါဘူးလေပါတယ်ဆိုရင်တော့ပဲပါရနေမှာပေါ့နော် ။ဒီတန်းတော့ကိုရီးမြန်မာနိုင်ငံမှာဖတ်ထုတ်စားရဲဆိုဥမာဆိုမန်လေးမှာဆိုစန်သာမေလို့ပါလို့ဟုတ်တယ်မလား။အဲ့လိုမျိုးမှာဖတ်ထုတ်ပေါင်းစားရဲဆိုရင်သူက source လေးရယ်ပြီးလို့ရှိရင်ဂျင်းနှုံးနှုတ်ဆင်းထားတဲ့ အချင်းလေးရပါပါတယ်ဟုတ်တယ်မလားအဲ့လိုမျိုးကြီးနဲ့စားကြတာများတယ်ကြီးချားမျိုးကြီးတော့မသေးဘူးကြီးကိုရင်မန်လေးဆိုရင်တော့အဲ့လိုစားတာများတယ်အဲ့ဒါဆိုတော့ကျွန်တော်ကို့အတွက်ဆိုလို့ရှိရင်ဖတ်ထုတ်ပေါင်းစားရဲဆိုလို့ရှိရင်အဲ့လိုဂျင်းလေးတွေနဲ့ဆော့စ်လေးတွေနဲ့မြန်မာဆန်ဆန်လေးစားရတဲ့စိတ်ပေါက်တာကြီးအဲ့ဒါကြောင့်မလို့ဂျင်းလေးဝယ်ခဲ့တာပဲဖြစ်ပါတယ်ဂျင်းကတော့သူကဂျပန်စတိုင်စိန်ထားရဲ့ဂျင်းဆိုတဲ့ခါကျတော့ဆန်နာမီရိုးဘာလို့မှစားရတဲ့လိုမျိုးဂျင်းအရသာနဲ့တော့တိတ်မတူးဘူးကြီးသူကဘာနဲ့နည်းနည်းစင်လဲဆိုတော့ခါကျတော့ ဂျင်းတုပ်တုပ်စားရတဲ့ဂျင်းနဲ့ပို့ပြီးတော့ဆင်းနေဒီ sauce ရဲ့ဂျင်းရဲ့ထည့်ပြီးသွားရဲဆိုတဲ့အခါကျတော့အဲ့ဒါလေးကိုအသုံးပြုပြီးတော့ဆက်ပြီးတော့စားလိုက်ပါအောင်မယ်သူ့ကြည့်ပဲ plain စားတာထဲစားလို့ရှိရင် sauce လေးနဲ့စားတာပိုကောင်းတယ်ဟုတ်လေ kimchi လေးကိုဒီဥစားလေးနဲ့တုပ်စားအုပ်အတွက်ထည့်ထားလိုက်ပါမယ်လေကို kimchi နဲ့အတူတူစားလိုက်ပါမယ်ရံကိုစားခြင်းစရာကောင်းနေပါပြီ ဘယ်တော့ကျမဂျပန်ကိုလာမှာမဟုတ်ခဲနဲ့ကိုရီးယားကိုသွားတင်တာဘာလို့လဲဆိုတဲ့အခါကျတော့ကျမဂျပန်အစားအစာတွေထဲကိုရီးယားအစားအစာကိုပိုပြီးကြိုက်ပါတယ်ဒုစရီးကတော့ရေပွဲလေးပဲဖြစ်ပါတယ်ရေပွဲလားပြီးငါလားသိဘူးအဲ့ဒါဖြစ်ပါတယ်ခုလိုမျိုးမိုးလေးဖွဲဖွဲရွာနေတဲ့အချိန်မှာရတာရှိတဲ့ဟာလေးတွေကိုစားရတာအရန်ကိုကောင်းပါလေအထုပ်ဆိုင်ကြီးကလည်းအရန်ကြီးတာကြီးပြီးလို့ရှိရင်အတွင်းထဲမှာလည်းအစာပလာကြီးအများကြီးပါတယ်ပေါ့ အဲ့ဒါတကယ်ကိုစိတ်ကျေနပ်စရာကောင်းစေတဲ့အချက်ပါပဲပြီးလို့ရှိရင်တော့ဒီဟာလေးကမကြက်သေးဘူးလို့ထင်ရတယ်ဒါပေမဲ့သူကကြက်နေပြီခွဲလိုက်တယ်ဆိုလို့ရှိရင်တွင်းထဲမှာအစပလာလေးတွေရဲ့တားနုံနုံဆင်းထားတာရယ်ပြီးလို့ရှိရင်ဒီကြာဆန်လေးတွေလည်းပါသေးရယ်ကွယ်အဲ့တကယ်စားလို့ကောင်းတယ်တွင်းထဲမှာစပလာရဲ့ပြည့်နှက်နေတာဂျိုလေးကထိမှတ်မထားပဲနဲ့ဆွဲဆောင်မှုရှိနေတာ ရုံးစာတော့နောက်ဆုံးလက်ကျန်လေးပဲဖြစ်ပါတယ်။ဒါလေးကလည်းနောက်ဆုံးလက်ကျန်လေးပဲဖြစ်ပါတယ်။စားလိုက်တဲ့ဖထုတ်ကဒီလိုမျိုး10ခုလောက်ရှိလားတော့မသိဘူးအစတော့ရည်ရွယ်ထားတာတော့ vlog ရိုက်တဲ့အချိန်မှာ9ခု6ခုလောက်ပဲစားပြီးတော့ကဲနေတဲ့ဟာကိုဝိုက်စားတဲ့အချိန်မှာထပ်စားမယ်လို့စဉ်းစားထားတာလေဒါပေမဲ့စားရင်စားရင်လည်းသူကအရန်စားလို့ကောင်းပြီးခါကျမရက်တန်နိုင်တော့ဘူး ်နဲ့ရည်စရာကောင်းတဲ့အချင်းရှိတယ်ဟေးဘာလဲဆိုတဲ့ခါကျတော့မျက်စိရှိမှစားစရာတွေမြင်းနေတယ်ဆိုလို့ရှိရင်ဘိုက်တင်းနေတယ်ဆိုလို့ရှိရင်တော့မစားတယ်ပေါ့နော်ခုရှိမှစားစရာတွေရှိနေရတာနဲ့အဲ့ဒါကိုယူမစားဘူးဆိုရင်တောင်းဝင်မကြည့်ဘူးလို့ခံစားရတယ်အဲ့ဒါကြောင့်လို့မျက်စိရှိမှစားစရာတွေရှိနေတယ်ဆိုလို့ရှိရင်လက်ကရောက်ရောက်သွားပြီပါဇက်ထိတ်ရောက်ရောက်သွားပေါ့နော်အဲ့လိုသူများအိမ်တွေပါရင်သွားလဲတဲ့ချိန်မှာဆိုအရန်ရည်ရသည်လားသူတို့ကအဲ့လိုမစားစားဆိုရင်ဟေးမစားတော့မစားတော့နဲ့ဘာသာကပြောတာတကယ်လဲ ဘိုက်ကတင်းနေပြီအဲ့လိုမစားချင်တော့ဘူးပေါ့နော်ဒါပေမဲ့လည်းမျက်စိရှင်မှာရှိနေတဲ့ခါကျတော့လက်ကြီးကဆွဆွဆွနဲ့နိုင်ရစတဲ့ရောက်ရောက်သွားတယ်အဲ့ဒါနေတော့ရီရတယ်သူရရင်ဒီပါကြီးသွားလဲဆိုလို့ရှင်ဒီအမကတော့ပြောတော့မစားတော့မစားတော့နဲ့အကုန်နိုင်စားနေရပဲလို့ထင်ချင်းထင်နိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒါအဲ့လိုအတွေ့ရကြတော့မျက်စိရှင်မှာရှိနေဟာကိုမစားရင်တော်ဝင်မကြည့်ဘူးလို့ခံစားရလို့စားတာလို့တော်ဝင်ကြည့်ချင်တာပေါ့နော်ပြောနောက်တစ်ခုကကြတော့ဒီဥစ္စာတစ်နေ့လုံးမှာပထမဆုံးစားပြတဲ့အစားအစာပေါ့နော်အဲ့ဒါဆိုတဲ့ခါ ါကြတော့အိုက်ကလည်းစားနေတော့အခုလိုမျိုးကုံသွားရလဲဖြစ်ချင်းဖြစ်မှာပေါ့နော်ကို့အတွက်ဆိုလို့ရှိရင်ရုံပိတ်ရက်တွေဆိုတာလုံးဝအိတ်တဲ့ရက်တွေပဲပုံမှန်ဆိုလို့ရှိရင်တော့စနေတနင်္ဂနွေဆိုလို့ရှိရင်နောက်ကြမှထားတယ်နောက်ကြမှထားရင်ဆိုတာ17နှစ်17နှစ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကကြတော့ကိုထားနေကြအချိန်ထက်နောက်ကြပြီမှထားပြစ်တာရယ်ဘယ်လိုပြောရင်ကောင်းမှလဲရင်အပတ်တွေတော့နေမကောင်းတာရောအလုံးများတာရောနဲ့ခနာကိုကအားမရှိဘဲနဲ့အိတ်ရေးပြက်တယ်လို့ခံစားရတာရယ်အဲ့ဒါဆိုတဲ့ခါကျတော့စနေတနင်္ဂနွေမှာလုံးဝအိတ်ပြက်လိုက်မယ်လို့အားခဲထားပေါ့နော်အဲ့လိုမျိုးစိတ်နဲ့ အိတ်ထည့်လိုက်တာကြီးစိတ်အေးလက်ကြီးအိတ်လိုက်တာပေါ့ကြီးအိတ်လိုက်တဲ့ချိန်ကျတော့စနေနေ့ဒီနေ့မနေ့တိုင်းကနိုးလဲဆိုတဲ့အခါကျတော့နေ့လဲ၃နာရီခွဲသွားနိုးတာနောက်ဆုံးလေးပဲဖြစ်ပါတယ်ဒါပြင်ကုန်ပါပြီဟုတ်ဆိုလို့ရှိရင်အိုးလေးကလည်းလုံးဝပြောင်းသွားပါပြီဘိုက်ကလည်းတော်တော်လေးကိုပြည့်သွားပါပြီအဲဆိုတော့ဒီနေ့ကတော့လောက်ပါပဲနောက်ပါပြန်တွေ့ပါမယ်တတား